ားလုံးပဲမင်္ဂလာပါဒီနေ့တော့ liberal war liberalism နဲ့သူဦးချင်း war individualism အကြောင်းကိုပြောကြရအောင်ဒီစကလုံးနှလုံးကကြားဝူးနေကြဖြူပြီးတော်တော်များများလဲရောထွေးပြီးတုံးတကြရဲသူတို့ကဆက်ဆံမှုတော့ရှိတယ်ဒါပေမဲ့တခုတည်းတော့လုံးဝမဟုတ်ပါဘူးကဲဒီနေ့တော့သူတို့နှစ်ခုပေလို့တူတယ်လဲပေလို့ကွာတယ်လဲပြီးတော့ဒီကွာချားချက်ကိုတည်ထားဖို့ကဘာကြောင့်အရေးကြီးတာလဲဆိုတာကိုအတူတူအဖြေရှာကြည့်ကြအောင် အဲ့ဒီတော့အဓိကမေးစရာရှိတာကသူတို့နှစ်ခုကတကယ်ပဲအတူတူပဲလားဆိုတာပေါ့အပေါ်ရန်ကြည့်ရင်တော့လူတယောက်ရဲ့လွတ်လပ်ခွင့်ကိုပဲပြောနေကြတာဆိုတော့ဟုတ်တယ်တူတယ်တို့ထင်စရာကြီးပေါ့ဒါပေမဲ့တကယ်တမ်းမှာတော့သူတို့ရဲ့အခြေခံအတွေ့အော်ဒီမှာကွဲပြောင်းမှုတွေရှိနေပါတယ်ဟုတ်ကဲ့ဒီကိစ္စကိုရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ကျွန်တော်တို့ဘလို့အစီအစဉ်နဲ့တွားမလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ရအောင်ပထမဆုံးသူတို့ကတကယ်ပဲအတွေ့အခေါ်တစ်ခုလားနှစ်ခုလားဆိုတာကိုအရင်ဆုံးဆွေးနွေးမယ်ပြီးရင်တခုချင်းစီရဲ့အထိပယ်ကိုတည်တည်ချာချာတတ်မှတ်ကြည့်ကြမယ် အဲ့ဒီနော်သူတို့ရဲ့တူနေတဲ့အချစ်တွေကဘာဒီလဲဘယ်နေရာမှာဆက်ပြီး क्वे သွားတာလဲဆိုတာကိုလေ့လာမယ်နောက်ဆုံးမှာတော့ဒီကွာချချစ်ကိုတိထတာကလက်တွေ့ပေါ်မှာဘာကြောင့်အရေးပါတယ်လဲဆိုတာ ਨੇ အဆုံးသတ်သွားမှာဖြစ်ပါတယ်အများစုကတော့ဒီစကားလုံးနှလုံးကိုတစ်ခုနေရာတစ်ခုအစားထိုးပြီးမှထုတ်မိတတ်ကြရတယ်ဘာလို့လဲဆိုတော့သူတို့နှစ်ခုလုံးရဲ့အခြေခံအုံမြက်ကတူဦးတယောက်ချင်းစီရဲ့လွတ်လပ်ခွင့်နဲ့အခွင့်အရေးကိုပဲအလေးပေးထားလို့ပါ အဲ့လိုပုံတူညီချက်ကြီးရှိနေတော့လူလေကဒါကိုတခုတည်းမဲလို့ထင်ပြီးရောထွေကုန်ကြတာမို့ဆိုတော့သူတကယ်ဘလို့ကွာဗောလေးဆိုတော့ကိုမြင်ဖို့တဲ့အရင်ဆုံးတခုချင်းစီအလေးပဲကိုတည်တည်ချာချာနားလည်ထားဖို့လိုပါရဲ့အခြေခံကိုသဘောပေါက်သွားပြီဆိုရင်သူတို့ရဲ့မတူညီတဲ့လမ်းကြောင်းတွေကိုလည်းရှင်းရှင်းလင်းလင်းမြင်လာပါလိမ့်မယ် liberwada ဆိုတာကလူခွဲစီတစ်ခုလုံးကိုဘလို့ဖွဲ့စည်းအုပ်ချုပ်မလဲဆိုတာနဲ့ပတ်သက်တဲ့နိုင်ငံရေးအတွေ့အခေါ်စနစ်ကြီးတစ်ခုပါအစောပိုင်းရှေးဦး liberwada ကအစိုးရရဲ့အခမ်းကဏ္ဍကိုကန့်တတ်ပြီးတဦးချင်းလွတ်လပ်ခွင့်ကိုပဲအတေကထားခဲ့လေ။နောက်ပိုင်းပေါ်လာတဲ့ခေတ်သစ် liberwada ကတော့လူမှုရေးတရားမျှတမှုတို့တန်းတူညီမျှမှုတို့အတွက်အစိုးရကပိုးပြီးတာဝန်ယူတင်တယ်လို့မြင်လာတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အတေကချက်ကတော့ဒါဟာလူတဦးတယောက်တည်းအတွက်မဟုတ်ပဲလူဖွဲ့စည်းတစ်ခုလုံးအတွက်စနစ်တစ်ခုကိုဖော်ပြနေလာပါပဲ။ တူချင်းဝါရကကြတော့နိုင်ငံရေးစနစ်တစ်ခုထက်လူမှုရေးနဲ့ကိုကျင်တရားဆိုင်ရာရှုမြင်ချက်တစ်ခုအဖြစ်ပုံနှိဆက်ပါရယ်။သူကတူဦးတယောက်ချင်းစီကိုပဲအဓိကအာရုံစိုက်တယ်။လူတယောက်ဟာကိုကျင်တရားအရအမြင့်ဆုံးတန်ဖိုးရှိတယ်။ကိုအားကိုကိုနိုင်ရမယ်။ကိုပိုင်ဆုံးဖြတ်ခွင့်နဲ့အရေးကြီးဆုံးမဲ့လို့ခံယူထားတဲ့အတွေ့ခေါ်မျိုးပါ။ကဲသူတို့ဘလို့ကွာလဲဆိုတာဒီပြောပြီးပြီဆိုတော့အခုသူတို့ဖဲနေတာမှပြန်ပြီးတူနေနေတယ်လေဘလို့ဆက်ဆက်နေတယ်လေဆိုတာကိုကြည့်ရအောင်။ ဘယ်လိုလဲဆိုတော့တမိုင်းတလျှောက်မှာဒီအမြင်နှစ်ခုကအတူတကွရှင်တန်ကြီးထွားလာခဲ့ကြတာမှာစေဝင်စားစရာကောင်းတာကတော့ရှေယိုလီဘရယ်ဝါရဆိုတာတဦးချင်းဝါရရဲ့အခြေခံမူတဲ့ပုံမှာတိုက်ရိုက်တိဆောက်ထားတာပါပဲဥပမာလူတယောက်ချင်းစီရဲ့အခွင့်အရေးကိုဦးစားပေးရမယ်ပုဂ္ဂိုလ်ရဲ့လွတ်လပ်ခွင့်ကိုအာမခံရမယ်အစိုးရဆိုတာအုပ်ချုပ်ခံရသူတွေရဲ့သဘောတူညီချက်နဲ့ပဲအာဏာရရမယ်ဆိုတဲ့အချက်ဒီလိုမျိုးပုံအရေးကြီးဆုံးကတော့အစိုးရရဲ့အာဏာကိုအကန့်အသတ်နဲ့ထားရှိခြင်း limited government ပါပဲ ဒါတွေအားလုံးဟာဒီဝါရနှစ်ခုလုံးရဲ့ခိုင်မာတဲ့ပုံအုံမြင့်တည်ချင်းနေပါတယ်။ဟုတ်ပြီ။တူတာတွေပြောမိပြီဆိုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီ။ဒီလောက်တော့နီးစပ်နေတဲ့အတွေ့အခေါ်နှစ်ခုကဘယ်နေရာကနေစပြီးလန့်ခွဲသွားကြတာလဲ။ကြည့်လိုက်ကြရအောင်။ဒီနေရာမှာအဓိကကွာခြားချက်ကရှင်းနေတာပဲ။ LibreWire ကလူတိုင်းရဲ့အခွင့်အရေးကိုကာကွယ်ဖို့တဲ့လူမှုရေးဆိုင်ရာပဋိငင်း Social Contract ဆိုတာကိုအလေးပေးတယ်။ဆိုလိုတာကလူတွေကလုံခြုံမှုနဲ့တည်ငြိမ်မှုရဖို့တဲ့သူတို့ရဲ့လွတ်လပ်ခွင့်တချို့ကိုအစိုးရလက်ထက်အနှံဖို့အချင်းချင်းသဘောတူညီထားတယ်ဆိုတဲ့သဘောတရားပေါ့။ဒါကြောင့်ဥပဒေစိုးမိုးရေးကအရန်အရေးကြီးလာတယ်။တစ်ဖက်မှာတော့တဦးချင်းဝါရကကိုအားကိုကိုချင်းကိုပဲအထီးကထားပြီးအစိုးရကအ ਨੇ စုံပဲဝင်းဆွဲဖက်ဖို့လိုလာတယ်။သူတို့အတွက်တော့တဦးချင်းရဲ့ကိုပိုင်အိုးချုပ်ခွင့်ကအမြဆိုင်ရာစနစ်တီထက်တောင်ပိုပြီးဦးစားပေးဖြစ်နေတတ်ပါတယ်။ ီချက်ကိုအယံရှင်းဖစေတဲ့စကားတစ်ခုရှိတယ်။ liberal ဝါဒကတူးချင်းစီအတွက်နိုင်ငံရေးစနစ်ဖြစ်ပေမဲ့တူးချင်းဝါဒနဲ့တော့မတူညီပါဘူးတဲ့။ဒီစကားကဘာကိုပြောနေရလဲဆိုတော့ liberal ဝါဒဆိုတာကလူတွေအားလုံးအတွက်ဖန်တီးထားတဲ့စနစ်တစ်ခုဖြစ်ပြီးတူးချင်းဝါဒကတော့တူးတယောက်ချင်းစီရဲ့ရှုံမြန်ပုံဖြစ်တယ်ဆိုတဲ့ချက်ပါပဲ။ကဲဒီလောက်ရှင်းပြနေတာက theory တသက်ပဲလားမဟုတ်ပါဘူး။ အရေးကြီးဆုံးကဒီကွာခြားချက်ကိုတည်ထားခြင်းအားဖြင့်လက်ရှိကျွန်တော်တို့ရဲ့ကမ္ဘာမှာဖြစ်နေတဲ့နိုင်ငံရေးလူမှုရေးညှဉ်းခုမှုတွေကိုဘယ်လိုပိုနားလည်လာမလဲဆိုတာပါပဲဒီအတွေးခေါ်နှစ်ခုရဲ့ကွဲပြားမှုကိုသဘောပေါက်လိုက်တဲ့အခါမြတ်မောက်ခိနိုင်ငံရင်ခင်ခုမှုတွေရဲ့အရင်းမြစ်ကိုဖော်ပြရှင်းရှင်းလင်းလင်းလာပါလိမ့်မယ်ဥပမာအစိုးရတရက်ကပြည်သူ့ဘဝထဲကိုဘလောက်အထိဝင်ရောက်ဆွတ်ဖက်တင်လဲလူမှုဖူလုံရေးကွင်ရဲ့ဒီကတကယ်ပဲလိုအပ်ရလားလူတယောက်ချင်းစီရဲ့တာဝန်ယူမှုကဘယ်အထိလဲအဲ့ဒီလိုမဲခွန်းတွေရဲ့အဖြေတွေက ဒီဝါရဏခုကိုဘလို့ရှုမြင်တယ်လဲဆိုတဲ့အပေါ်မှာမူတည်နေတာပေါ့အဆုံးသတ်အညီနဲ့စဉ်းစားကြရလေးတစ်ခုထားခဲ့ခြင်းပါတယ်တစ်ဖက်ကလူအဖွဲ့အစည်းတစ်ခုလုံးအတွက်စီမင်းတွေစနစ်တွေကိုအလေးပေးတဲ့ liberal ward နောက်တစ်ဖက်ကတအူးချင်းရဲ့လွတ်လပ်ခွင့်ကိုအရာအလုံးထက်ရှည်တန်းတင်တဲ့တအူးချင်း ward ဒီနေ့လို့ရှုပ်ထွေးတဲ့ကဘာကြီးမှာတစ်ခုမရှိဘဲနောက်တစ်ခုက တကယ်ပဲအကြီးပဲပြည့်ပြည့်ဝဝတဲ့ရက်တည်နိုင်ပါဦးမလား